အခုရှိနေကြတဲ့လူတွေရောဘေးနားလူတွေမှာစူပါပါဝါရှိရလို့ပြောရင်ရုံမလားမသိဘူးเนาะဒီစူပါပါဝါကတော့ကိုယ့်ကိုယ်ကိုမင်းကုန်းပြန်ထုတ်နိုင်တဲ့ skill ပဲဖြစ်ပါတယ်ကျွန်တော်တို့ကလေလူတော်တော်များများလေ overthinking လုပ်တယ်အသွေးလွန်နယ်လို့တာပြောကြတာတကယ်တမ်းကတော့မဟုတ်ပါဘူးကျွန်တော်ကကိုယ့်ကိုယ်ကိုဒီမှားယုံနေတဲ့မင်းကုန်းတွေမင်းနေတတ်ကြတယ်ပေါ့เนาะအခုရှိနေကြတဲ့လူတွေလည်းကြုံမှုမှာပါကျွန်တော်ကဒီအုံတော်ထဲမှာတွေးရတွေးရစဉ်းစားနေရလမ်းပိတ်နေလို့ခံစားနေရပေါ့เนาะဘလို့ပဲစဉ်းစားစဉ်းစားဘလို့မှလည်းအဖြေကထွက်မလာဘူးတကယ်တမ်းကျတော့ကျွန်တော်ကစဉ်းစားချိန်လိုက်တိုင်းမှာကျွန်တော်ရဲ့ဒီမတိ ိစိတ်တွေကနေမိမိကိုယ်ကိုဒီ question တွေသွားမေးပြီးတော့မှအဖြေတွေလိုက်ရှာနေတတ်ကြရပေါ့နော်အမားတစ်ခုခုကြုံပြီးတော့ပြဿနာတစ်ခုခုကြုံရပြီဆိုရင်လူများစုမေးတတ်တာကကြတော့ငါ့အချက်မှဒါကဘာလို့ဖြစ်ရတာလဲ ဒါရီကဘာလို့ဖြည့်ရှင်းလို့မရတာလဲဒါရီကဘာလို့အဲ့လောက်ခက်နေတာလဲဆိုတဲ့မေးခွန်းတွေကိုကျွန်တော်တို့ကလေမသိမသာကိုယ့်ကိုယ်ကိုမေးတတ်နေရရပေါ့နော်ဆိုတော့အဲ့လိုမျိုးမေးခွန်းတွေကိုလာကျွန်တော်တို့မေးနေမယ်ဆိုရင်ဒီပြဿနာကိုဖြည့်ရှင်းဖို့အဖြေရောရလိမ့်မယ်လို့ထင်လားလုံးဝမရပါဘူးဆိုတော့ဒီချက်ကလေကျွန်တော်တို့လူအများစုတတိမထားမိတဲ့အချက်ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကဒီ Google Search Engine တခုလိုပဲပေါ့နော်ကျွန်တော်တို့ကမေးခွန်းတစ်ခုပြစ်ထည့်လိုက်ပြီဆိုရင်သူကအဖြေတန်းသွားရှာရတာပဲဆိုတော့မေးခွန်းမကောင်းဘူးဆိုရင်အဖြေလည်းကောင်းမှာမဟုတ်ပါဘူးဥပမာနဲ့ပြောရမယ်ဆိုရင် ငါဘာလို့ဒီလောက်ထိသုံးမကြရလဲဆိုတဲ့ဟာမျိုးမင်းမိသွားပြီဆိုရင်ဒီအုံနောက်ကနေပြီးတော့မှအဲ့ဒါမှန်ကြောင်းတက်တေထောက်ထားရေးတွက်ရှာတော့မှာပဲဖြစ်ပါတယ်။တော့ကျွန်တော်အရှင်ကလည်းဒီလိုပုံစံမှာပဲပြောမယ်ဆိုရင်ကိုယ့်ကိုအဲ့အနုတ်သဘောဆောင်တဲ့မိကုန်းနဲ့အရန်မေးတတ်တယ်ပေါ့နော်။နောက်ဆုံးဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီဘူပိတ်တယ်ပေါ့။ဒီလမ်းပိတ်တယ်ဘူပိတ်တယ်ကိုပဲလောင်ရတယ်။နောက်ဆုံးကျတော့လည်းကိုရတာကတော့ကိုကိုပို့ပြမစိတ်သက်ကြစေတဲ့ဒီ အဖြေတွေပဲရရဲပေါ့နော်တကယ်တမ်းကျွန်တော်တို့ကဘူပိတ်တာမဟုတ်ပါဘူးကိုကိုကိုဒီပိုကောင်းတဲ့မင်းကုန်းတွေမေးတတ်ဖို့လိုအပ်တာပါဟုတ်ပြီဒါဆိုရင်ဘယ်လိုမျိုးမင်းကုန်းမေးရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဥပမာငါဘာလို့ဒီကိစ္စတွေကိုထက်ကထက်ကကြုံနေရတာလဲဆိုတဲ့ဟာမျိုးမေးမဲ့အစားဒီကိစ္စတွေထက်ကထက်ကဖြစ်နေရတဲ့အကြောင်းရင်းကဘာလဲငါ့ကိုဘာတင်ကန်းစာတွေပေးချင်နေလို့လဲပေါ့နော်နောက်တစ်ခုကကြတော့ငါဘာလို့ချွတ်ရင်းနေရတာလဲဆိုတဲ့ဟာမျိုးမေးမဲ့အစားငါလိုချင်တာကိုရဖို့အတွက်ဘေးပိုင်းမှာအားနေနေတာလေဘယ်နေရာမှာအားဖိဖို့လိုနေတယ်လဲနောက်တစ်မျိုးကကြတော့ ငါဘာလို့ပြောင်းလဲလို့မရတာလဲဆိုတဲ့ဟာမျိုးမေးမဲ့အစားငါအခုအပြောင်းလဲလုပ်နေတဲ့ချိန်မှာအဓိကအသာစီဖြစ်နေတဲ့အရာကဘာလဲပေါ့ဆိုတော့ကျွန်တော်တို့ကဒီလိုမေးခွန်းမေးတဲ့ပုံစံနည်းနည်းလေးပဲပြောင်းလိုက်တဲ့ချိန်မှာကျွန်တော်ရဲ့တကယ်ဒီပြဿနာကိုဖြေရှင်းပေးမဲ့အဖြေနဲ့နီးစပ်တဲ့အရာကိုပို့ပြီးတော့မှပေးနိုင်တယ်ပေါ့နော်ဟိုတနေ့ကလည်း comment အောက်ထဲမှာညီမလေးတယောက်ပြောတာကလည်းကျွန်တော်တွေ့တယ်သူကတော့ဒီဘလောက်ပဲစ조사စ조사တိုးတက်ပြောင်းလဲမှုတွေမတွေ့ရဘူးပေါ့နော်조사ရင်စိတ်မရှိရောလို့ပြောရပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေအတွက်ပေါ့နော်ကျွန်တော်ကတော့ဒီကိုကိုကိုနေစဉ်ဘဝမှာပြဿနာတွေကြုံလာတိုင်း result တွေရလာတိုင်းဘလို့မျိုးကိုကိုမင်းကုန်းနေမင်းနေလဲဆိုတဲ့ဥစ္စာကိုတစ်ချက်ပြန်ဆန်းစစ်စေချင်ပါတယ်အကယ်၍ကျွန်တော်ဒီနေ့ပြောပြလိုက်တဲ့ဥစ္စာကိုနေ့စဉ်ဘဝမှာတွားပြီးကျင့်သုံးလိုက်မယ်ဆိုရင်လေကျွန်တော်တို့ဒီအလုံးလုံးတဲ့ချိန်မှာရောချန်တဲ့နေရာတွေမှာပါကျွန်တော်ကပို့ပြီးတော့မှရှော့ရှော့ရှူရှူနဲ့အဖြစ်အပျက်ရှားတက်လာတာမျိုးကျွန်တော်တို့သတိထားမိလာလိမ့်မယ်ဆိုတော့အခုကြည့်နေကြတဲ့လူလေတခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်လောက်ပြောပြခဲ့လို့ရပါတယ်အကျိုးတခုခုရရှိလိမ့်မယ်လို့ယုံကြည်ရဲဆိုရင်ဘေးနားလူတွေကိုလည်းမျှဝေပြီးလို့ရပါတယ်